အလုံးမင်းမင်္ဂလာပါအဖျိုးခွချင်းကနေပြီးတော့ကြိုဆိုပါရစေအခုပြပြပေးမှာကတော့2023အောက်တိုဘာ morning question question number 72ဖြစ်ပါတယ် Which of the following is a characteristic of an IC tag RFID RFID ရဲ့ IC tag ဖြစ်တဲ့ RFID ရဲ့ characteristic ကိုမိထားပါတယ်အဲ့တော့ RFID ရဲ့တွင်ပြင်လက္ခဏာတွေကိုမိထားရပါတော့နံပါတ် A ကကြတော့ 800a large amount of information နဲ့သူကတဲ့ information တွေအများကြီးကို handle လုပ်နိုင်တယ်၊ကင်တွယ်နိုင်ပါတယ် that's အဲ့ဒါကြောင့်မလို့ AUS အ external storage device for storing information နဲ့ information အချက်သတင်းချက်လက်တွေကိုတင်ပို့ရန်အတွက်ကို external storage device အနေနဲ့သုံးလို့ရတယ်ဆိုပြီးတော့ပြောထားပါတယ်။နောက်နံပါတ်2ကကျတော့ it is a stain resistant and record information can be refrained outside of the package တဲ့။သူက stain resistant ဖြစ်တယ်။ อအစွန်းနာရီ3နာရီအစွန်းထိခံနိုင်တယ်ပေါ့နော် and and recorded information မှတ်ထားတဲ့ information တွေတင်ထားတဲ့ information တွေကို can be read from the outside of the baggage တဲ့ဒီထုတ်ပိုးထားတဲ့အပြင်ဘက်ကနေပြီးတော့မှဖတ်နိုင်တယ်လို့ပြောထားပါဗျာနံပါတ်4ကကြတော့ it is used by insta inserting the tag into a dedicated magnetic reader တဲ့တင်းချားပေါ့နော်တင်းချား magnetic reader တဲ့ကို magnetic ဖတ်တဲ့တဲ့ကိုမှတက်ကိုထည့်ပြီးတော့မှသုံးရတဲ့ဥစ္စာဖြစ်တယ်။နံပါတ်2ကကြတော့ it uses gps to display location information or attribute information about the current location လက်ရှိတည်နေရာရဲ့ပေါ့နော်လက် current location အခုလက်ရှိရောက်နေတဲ့နေရာရဲ့ location information နေပေါ့တည်ရှိနေတဲ့တည်နေရာအချက်အလက်တွေ or attribute information ကိုတက်တီအချက်အလက်တွေကိုမှပြသမှုရင်အတွက်ကိုမှ to display ဆိုတော့ပြသမှုရင်အတွက်ကိုမှတုံးရတဲ့ GPS GPS ကိုတုံးရတဲ့ဟာဖြစ်တယ်တဲ့အဲ့လိုမိထားပါတယ်အဲ့တော့ RFID ဆိုတာကတော့သူကဘယ်လိုမျိုးလဲဆိုလို့ရှင်မှန် record လုပ်ထားတဲ့ information တွေကိုလှမ်းပြီးတော့ဖတ်တာဖြစ်တယ်ဗောနော်အဲ့တော့အဲ့လိုဖတ်တဲ့အချိန်မှာသူဒီ IC tag လေးကိုတုံးထားတယ် ပြီးရင်သူဒီဟိုကားတွေဘာတွေမှာလဲသုံးဖိရှိရပါတော့เนาะအဲ့တော့သူကဒီစွန်းထင်းနိုင်ခံနိုင်တယ်သူဒီ package ရဲ့အပြင်ဘက်ကနေပြီးတော့ re လုပ်နိုင်ပြီးဖတ်နိုင်တာဖြစ်တယ်အဲ့တော့ကြောင့်မို့နံပါတ်84အတွက်ဖြည့်မယ်နေရတော့နံပါတ် B ဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါမယ်